တယ်အတန်ထက်ကွဲပြီးတော့အဓိပ္ပာယ်လေးကွဲပြားတယ်ကျွန်တော်တို့ LIVE 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 life အားလုံးပဲမင်္ဂလာပါရှင်ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကဒီသင်ခန်းစာဗီဒီယိုဖိုင်လေးရကြတော့လေကျွန်တော်တို့စလုံးမောင်းတူတယ်အတန်ထက်ကွဲပြီးတော့အဓိပ္ပာယ်လေးကွဲပြားတယ်ကျွန်တော်တို့ LIVE 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 life โอเคစလုံးပေါင်းတူပြီးတော့အတန်တော့ကွဲပြားတဲ့ပုံမူတည်ပြီးတော့အိဗယ်လေးကွဲပြားတဲ့စပါလေးကိုရှင်းပြပေးချင်တာဖြစ်ပါတယ်ရှင့်။โอเคဆက်လိုက်ရအောင်။အရင်ဆုံးကျွန်တော်တို့ LIVE live la ever live တော့ကျတော့ကျွန်တော်တို့ past speech အရာဆိုလို့ရှိရင် verb ဖြစ်ပါလေရှင်သူရဲ့အဓိပ္ပာယ်ကကျတော့ကျွန်တော်တို့နေထိုင်နေတည်ရှိတယ်လို့ပြောချင်လို့ရှိရင်ဒီ live တဲ့အတန်ထွက်ရတယ်ပေါ့နော်ဥပမာအနေနဲ့ဆိုလို့ရှိရင် i live in mandalay ငါမန္တလေးမှာနေပါတယ်တဲ့နောက်ဥပမာအနေနဲ့ဆိုလို့ရှိရင် they live a very peaceful life သူတို့မှာအရန်ကိုအေဂျင့်နဲ့ဘဝလေးရှိပါတယ်တဲ့ဒါကြကျွန်တော်တို့ live ဆိုပြီးအတန်ထွက်တာပေါ့နော် Okay, now that you know, L-I-V-E, life. ဒါမှဆိုကျွန်တော် live live okay live လို့အတန်ထွက်ပြီနော်သူမှဆိုလို့ရှိရင်ကျတော့ तू က part of speech အရာဆိုလို့ရှိရင်ကျွန်တော် तू က adjective ဖြစ်နိုင်တယ်ဒါမှမဟုတ် adverb ဖြစ်နိုင်ပါတယ်နော် okay အရင်ဆုံးကျွန်တော်တို့ live live ကိုကျွန်တော် adjective အနေနဲ့သုံးတော့မယ် okay အဲ့လိုသုံးမှဆိုလို့ရှိရင် तू မှကျွန်တော်တို့ပုံစံအဓိပ္ပာယ်နှစ်မျိုးရှိပါတယ်တဲ့ okay နံပါတ်၁ကကျတော့ကျွန်တော်တို့ in real time အဓိပ္ပာယ်ကကျွန်တော်တို့ဓာတ်ရိုက်မြင်ရတာဓာတ်ရိုက်တွေ့ရတာပေါ့ ်သူကကျွန်တော် record ဖန်ထားတာမဟုတ်ဘဲနဲ့ဓာတ်ရိုက်မြင်တွေ့ရတယ်ဓာတ်ရိုက်ကြည့်ရတယ်ဆိုတဲ့ပုံစံဆိုလို့ရှိရင်ကျွန်တော်ဒါ live ကိုသုံးတယ်ပေါ့နော်ဥပမာနည်းဆိုလို့ရှိရင် the concert was a live one အဲ့ဒီပဲကျွန်တော်ဒီဂီတဖြော်ပြပွဲကတဲ့ဓာတ်ရိုက်ဖြော်ပြပွဲတစ်ခုဖြစ်ခဲ့ပါတယ်နောက်တဲ့ကျွန်တော်တို့ live ကို adjective နဲ့သုံးမယ်ဆိုလို့ရှိရင်သူရဲ့အတိတ်ဘယ်ကဘလို့ဖြစ်နိုင်တယ်လဲဆိုတော့ဘဝရှိတာကျွန်တော်အသက်ရှိတာเนาะအဲ့လိုမျိုးနေရာမှာဆိုလို့ရှိရင်လည်း live ကိုကျွန်တော်တို့ adjective အနေနဲ့သုံးလို့ရပါတယ်တဲ့ဥပမာနေနဲ့ဆိုလို့ရှိရင် the fisherman released the live fish back into the river ကျွန်တော်ငါးဖန်သမားပေါ့နော်အသက်ရှိတဲ့ငါးတွေကိုမြစ်ထဲကိုပြန်လွတ်ပေးခဲ့ပါတယ်တာကကျွန်တော်တို့ live ကိုကျွန်တော် adjective အနေနဲ့သုံးတဲ့အသုံးလေးဖြစ်ပါတယ်ရှင့် okay နောက်ထပ်ကျွန်တော်တို့ liv live ကိုကျွန်တော် adverb အနေနဲ့လည်းသုံးလို့ရပါတယ်ရှင့်သူကလည်း adverb အနေနဲ့ဆိုလို့ရှိရင်ပုံစံလေးနှစ်မျိုးနဲ့သုံးလို့ရပါတယ်နော်ဟုတ်ကဲ့အရင်ဆုံးကျွန်တော်တို့ဒီ live ကိုကျွန်တော်တို့ adverb အနေနဲ့ဆိုလို့ရှိရင်သူရဲ့ပထမအဓိပ္ပာယ်လေးကကျွန်တော်တို့ပြောမှဆို in person လူချင်းတွေ့တာ ဓာတ်ရိုက်ပေါ့နော်လူချင်းမျက်နှာချင်းဆန်တွေ့ရတဲ့ပုံစံဓာတ်ရိုက်တွေ့ရဆိုတဲ့ပုံစံဖြစ်ပါတယ်နော်ဥမာအနေနဲ့ဆိုလို့ရှိရင် I've always wanted to see my favorite band perform live ငါကအမြဲတမ်းပေါ့နော်ငါအကြိုက်ဆုံးဒီ band ရဲ့ဖြော်ပြပွဲကိုဓာတ်ရိုက်အမြဲတမ်းလူချင်းတွေ့ပြီးတော့ကြည့်ကြင်နေတာ ဟုတ်ကဲ့နောက်ထပ်ကျွန်တော်တို့ဒီ LIV live ကိုကျွန်တော်တို့ advert နဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကလည်းကျွန်တော်တို့ဓာတ်ရိုက်ပုံစံပဲတကယ်အဖြစ်ပြက်အချိန်ပေါ့နော်တကယ်အချိန်မှာဖြစ်ပြက်တဲ့ပုံစံပေါ့နော်ပြောချင်တယ်ဆိုလို့ရှိရင်ကျွန်တော် live ကိုသုံးပြီးတော့ပြောလို့ရပါတယ်တဲ့ဥပမာအနေနဲ့ဆိုလို့ရှိရင် the news report was shown live ဒီသတင်းကိုဓာတ်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်တဲ့โอเคဒါတွေကကျွန်တော်တို့ live ရဲ့ကျွန်တော်တို့အသုံးလေးဖြစ်ပါတယ်ရှင့်အဲ့တော့ကျွန်တော်တို့ live live ကိုပြမှုလေးကိုရှင်းသွားပြီးထင်ပါတယ်ရှင့်အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်ရှင့်